ဝင်ကန်စပေါ့ပြိတ္တများမင်္ဂလာပါခင်ဗျကျွန်တော်တို့အပတ်စဉ်စီစဉ်တင်ဆက်နေကြဖြစ်တဲ့ဒါကျွန်တော်တို့စနေပြိမှတ်တနင်္ဂနွေပြိမှတ်တွေကိုကျွန်တော်တို့ပြန်လည်ပြောဆိုရွေးချယ်တုံးသက်ပေးတော့မှာဖြစ်လာတယ်ပထမဆုံးကျွန်တော်တို့အခုစနေအတွက်ကိုပြိမှတ်၄ခုကျွန်တော်တို့ရွေးချယ်ထားပါတယ်ဒါဘီနှစ်ပွဲပါဒါဘီနှစ်ပွဲပါပါမယ်အရင်ဆုံးကျွန်တော်တို့လာလီကာရဲ့ဘတ်စတာဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဆိုစီတက်နဲ့ဘီဘာဘီဘာကိုတင်ဘီဘာကတော့ဗျာကျွန်တော်ကတော့ချန်ပီယံလိမှာ ဒီပါဦးကဒီကွာတာဘက်နဲ့ကစားသွားခဲ့တဲ့ခြေစုံကိုတော်တော်လေးကြိုက်လို့ဒီကစားသမားအဲ့တော့လည်းပြောခဲ့ပြပါလေကစားသမား17ရောက်မှာ1-0နဲ့ဖြစ်နေတဲ့အချိန်မှာ3-1နဲ့ပြန်ကန်လာနောက်ဆုံးမိနစ်60အထိကိုတစ်ချိန်လုံးထိုးပေါက်ပြီးတော့တော်တော်ကောင်းလာတိုက်စစ်အဲ့လာကြောင်လည်းပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့စနေညမှာဒီပါဦးဘောလေးကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါနော်ရွေးချယ်ပေးခဲ့တဲ့အချိန်မှာဂီတာဖေးကမထင်မှတ်ပဲနဲ့အနာယူသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကြားသွားခဲ့ရတယ်ဒါကတော့ဗျာဘောလုံးပွဲတွေကြားထဲမှာပွဲခံမှန်းသူတွေကတော့အကောင်းဆုံးအခြေအနေကနေတုံးသက်ပေးတာပဲ upset ဆိုတဲ့ကတိအောက်ရရမျိုးဖြစ်သွားတာကတော့ကျွန်တော်တို့လည်းဟိုပိတ်သက်တွေကိုစားတော့နည်းနည်း ဟိုဖြစ်ပါတယ်။နာပြီးခဲ့တဲ့ဘက်လည်းမရှုံးပါဘူးကျွန်တော်။ပြီးခဲ့တဲ့ဘက်လည်းမကတော့ရှုံးတော့မရှုံးမဲ့ကျွန်တော်ဘီဘောင်ကိုရွေးချယ်လိုက်လို့ဒါပိတ်သက်တွေအတွက်ဟုတ်။အခုဒီတစ်ဘက်မှာကျွန်တော်တို့အခုဘတ်ဒါဘီဖြစ်တဲ့ကျွန်တော်တို့အခုဆိုစီနန်းနဲ့ဘီဘောင်။အဲ့တော့ ဆရာရဲ့ဘာထပ်ယူချင်တယ်ကျွန်တော်ဘီဘာကိုပဲယူမယ်ဟုတ်ကဲ့ဘီဘာကိုကျွန်တော်ဆက်သွားမယ်ဆက်သွားမယ်ပေါ့နော်ဘာကြောက်သွားမလဲဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ရာသီအထိကိုပြောင်းကြည့်မယ်ဆိုရင်ဆိုစီတက်အိမ်ဝင်းမှာဘီဘာကိုလာကစားခဲ့တဲ့နောက်ဆုံး23နှစ်တာကာလတွေမှာဘီဘာနောက်ဘီဘာဝင်နေနေပေါ့နော် နောက်ဆုံး2ရာသီဆက်ဂိုးများခဲ့တာကဒါကအစင်လာပိုင်းရဆိုရင်ဒုတိယအချိန်မျိုးဖြစ်တယ်ဒါမဲ့3ဘွယ်ဆက်လောက်အထိကိုဘီဘာကဂိုးပေါက်ပြောက်ခဲ့တာတော့မရှိဘူးဒါနောက်တစ်ချက်ပေါ့နော်ထူးထူးဆန်းဆန်းဒီနေ့မှပြန်ကြည့်မယ်ဆိုရင်ဆိုစီတက်အိမ်ဝင်းမှာပေါ့နော်ဟိုဘီဘောက်လာကစားခဲ့တဲ့လာကစားတဲ့နှစ်တွေတိုင်းမှာပြန်ကြည့်မယ်ဆိုဆိုစီတက်ကပဲအပေါ်သေးတန်းပေါက်ခ ဲ့တာကြီးပဲလက်ရှိဘီဘာဘူးကတော့ဒဲဝင်ယူနဲ့ပြန်ဖြစ်တယ်ဒီနေရာမှာအပေါ်ဝင်ယူပေါ့နော်ကျွန်တော်မြန်မာစင်းနဲ့ဆိုရင်တော့ဆယ်ပြားဝင်ဆယ်ပြားလောက်တော့ရှိမှာပေါ့တကယ်တော့ပြောရင်တော့အဲ့ဒါအရင်ကဟိုဂျေးကြီးကယူရင်ရောလာတာပထမ0.25ပဲ0.25ကဒဲဝင်ယူထိဖြစ်လာတယ် ဟိုအစင်နာပိုင်းကပြန်ကြည့်မယ်ဆိုရင်တော့ society အဲ့ကွေမှာပြပါဝါရက်လက်ကောင်းခဲ့တာတော့မရှိဘူးလက်ရှိ society ကတော့နိုင်ပွဲတော့ပြန်ရသွားပြီလိပ်ပွဲတွေအနေနဲ့ CV လောက်ကိုပေါ့နော်ဒါပေမဲ့ society ရဲ့အနေထားကိုပြန်ကြည့်မယ်ဆိုရင်ဒီရတီမှာနှစ်ပွဲဆက်မနိုင်ခဲ့တဲ့အဲ့ကွေနှစ်ပွဲဆက်မနိုင်ထားတဲ့အစင်နာလေးတွေရှိတယ်လို့ကျောင်းလိပ်ပွဲတွေအနေနဲ့လည်းသူကနှစ်ပွဲဆက်နိုင်ခဲ့တဲ့အနေထားမျိုးမှာတော့မတွေ့ရဘူးဒီရတီအစမှာဆိုရင် Valencia တို့ကျွန်တော် Espanyol ဟို VOV တို့ဒီအသင်းတွေသူကဘယ်အသင်းနဲ့ပဲတွေ့တယ်သူနိုင်ခဲ့တဲ့ပွဲတွေမျိုးမှာတော့ဒီမာရော့ကနဲ့တပွဲပဲဂိုးမပေးခဲ့ရတယ်ကျန်တဲ့ပွဲတွေနေမှာအားလုံး ံခိုးပေးခဲ့ရတဲ့အနေအထားကစုစီတဲ့တိုက်ပြောရမယ်ဆိုရင်ခန်းစစ်ပိုင်းကိုကျွန်တော်အဲ့လောက်ထိတော့အလိမ်မပေးချင်ဘူးဗျာဘီဘာဝကတော့ကျွန်တော်နောက်ဆုံးပွဲတည်းမှာဂီတာဖေးကိုရှုံးသွားတယ်ရှုံးသွားတဲ့အညီဒီနေရာမှာဆိုရင်လက်အဝေးကွင်းပွဲတင်အနေနဲ့လည်းဆိုရင် နိုင်ပွဲပြန်ရှာသိမ့်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဘာကြောင့်လဲဆိုရင်ဒီမှာပြန်ကြည့်မယ်ဆိုရင်ဘီဘာဝရဲ့တိုင်ပွဲဆုံးအဝေးကွင်းမှာဆိုရင် နောက်ဆုံး၅ပွဲတည်းတိဆက်တောင်းဆက်နိုင်ပွဲပြောက်နော်ဟိုကျွန်တော်ဒီ HG ကိုလည်း မရှိသေးကြတဲ့ဒေါမုံနဲ့ပွဲသမားဆိုလဲ4-1နဲ့ရှုံးနေ Villarreal 1-0နဲ့ရှုံးနေ Valencia ကိုလည်းဒီ2-0နဲ့ရှုံးပြီးတော့ကျွန်တော်ဟို Osasuna နဲ့ခြေစမ်းပွဲနဲ့ရှုံးခဲ့တယ်ပေါ့နော်ဟိုဘတ်တင်နဲ့ပွဲသမားတော့သူအဝေးကွန်းကပြန်နိုင်လာတယ်ရာသီစမှာတော်တော်လေးကောင်းခဲ့ပေမဲ့ဟို Valverde အဲ့ပွဲပဲ့ပြဿနာဖြစ်သွားတာဟိုဘီဘာဝူအတွက်တော်တော်လေးလက်ရှိအခြေအနေမှာရက်လက်ဆိုးသွားတယ်လို့ထင်တယ်လက်ရှိအနေအထားမှာပြန်ကြည့်မယ်ဆိုရင်တော့ late အဝေးကွန်းအနေနဲ့ဘီဘာဝူအနေနဲ့ ဒီလိုပွဲမျိုးကိုပြန်နိုင်သင့်တယ်လို့ကျွန်တော်ထင်တယ်ဗျပြီးတော့ရာသီစလိတ်အဝေးကွင်းနောက်ဆုံး၃ပွဲစလောက်ထိကိုကျွန်တော်နိုင်ပွဲပျောက်ခဲ့တယ်ပြီးတော့ဒီနေရာမှာ twin ကိုပါမရခဲ့တဲ့အနေထားပြီးပေါင်းအနေနဲ့အစင်နာပိုင်းစီပီလာကိုတွားကစားတဲ့အနေအထားမျိုးမှာလည်းကိုရနိုင်မယ့်ဇယက်ရှိတယ်လို့လက်ရှိဘီဘာဝရဲ့အနေအထားရလည်းကိုရနိုင်မယ့်ဇယက်ရှိတယ်လို့ကျွန်တော်ထင်တယ်ဘီဘာဝအနည်းဆုံးတော့ဟို တကိုးနဲ့နိုင်သွားမယ်လို့ထင်နေဗျာကျွန်တော်ကတည်ရေတော်မျော်လင့်တဲ့လူမျိုးမဟုတ်ဘူးဘီဘောက်ကိုဒီလိုဒီနှစ်သိန်းကစူစီတက်ဖို့ဘီဘောက်ကလက်တလုံးမှာကာလာလက်တော့ကာလန်ဖောင်ရကြည့်ရဆိုရင်တော့ကျွန်တော်ကတော့ဗျာဘီဘောက်ကိုတော့တည်းပူကြိုက်တာပေါ့နော်ကစားအားရတော့ဘီဘောက်ကိုကြိုက်တယ်ပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာဒါရှုံးသွားခဲ့တော့ညာလေကျွန်တော်ကတော့ကစားအားရတော့ဘီဘောက်ကိုပူကြိုက်တယ်နှစ်သိန်းလောက်ကတော့လက်တလုံးမှာရလက်အနေထားပိုင်းကကြည့်မယ်ဆိုရင်တော့ဒါ ိတ်တော့မလာတဲ့အနေဒါစူစီကြရတဲ့ဒါအဖွင့်ပွဲ၁၀ပွဲကစားပြီးမှ၅ပွဲလောက်ရှုံးလာတဲ့အနေဒါမျိုးဖြစ်တယ်မျိုးတစ်ဖက်ကလည်းဘီဘောလည်းနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတပွဲပဲနိုင်ခဲ့တဲ့အနေထားမျိုးတွေရှိနေတဲ့ဟာဖြစ်တယ်ဒါပေမဲ့ကစားအားအရချိန်မယ်တကယ်တမ်းကြည့်ကြမယ်ဟဲ့ဆိုတော့ကစားအားအရတကယ်လက်ရှိတင်းလိုက်စူစီမှုရတက်တင်းကစားသမားတယောက်ချင်းစီနဲ့ချိတ်ဆက်မှုရဟိုဖန်တီးမှုဂိုးရဖို့ဖန်တီးမှုစွမ်းအားအရတော့ကျွန်တော်ကတော့ ဘီဘာကိုစက်ယုံချင်းချင်းတယ်အဲ့တော့ကျွန်တော်တို့ကစနေအတွက်ပထမဆုံးပြပြအပြီးဘတ်ကလာပြီးပွဲစဉ်မှာကျွန်တော်တို့ဘီဘာကိုရွေးချယ်ပြလိုက်မယ်နော်ဒုတိယပွဲအနေနဲ့တော့ကျွန်တော်တို့အင်္ဂလန်ပရီးမီယာလိဂ်ရဲ့ကစိတ်ဝင်စားဖို့ကောင်းတဲ့လန်ဒန်ဒါဘီပွဲပါပဲလန်ဒန်ဒါဘီပွဲပါတော့ကျွန်တော်တို့ကစပါးနဲ့ချယ်ဆီပွဲကိုကျွန်တော်တို့တုံးသက်ပေးသွားမယ်နော်အဲ့ပိုရဲ့အဲ့စပါးနဲ့ချယ်ဆီပွဲမှာဘယ်ပွဲကိုအသင်းကိုရွေးချယ်ပေးချင်လဲ Sorry ကျွန်တော်စပါနဲ့ချက်သီးပွဲတင်မှာဆိုရင်ချက်သီးကိုပိုကြိုက်တယ်ပေါ့နော်လက်တလောစပါဖောင်ကောင်းနေတယ်တော်မဲ့ fan လက်ထက်မှာအဝေးဝင်းလောကနော်ပိုကောင်းနေဒါပေမဲ့ဟို fan ရဲ့အထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်ပြောနေကြစကားလေးရှိရယ် fan ကသူဘယ်သိဒီ brand four မှာကလေးကပေါ့သူအိမ်ဝင်နိုင်ပြီဆိုရင်သူကတောက်လျှောက်နိုင်တယ်အဝေးကွင်းအနိုင်ပြီဆိုရင်တောက်လျှောက်နိုင်တယ်ဒါပေမဲ့သူရှုံးပြီဆိုရင်သူကအဲ့တတမတ်ထဲအိမ်ကွင်းတောက်လျှောက်ရှုံးတဲ့ပုံစံမျိုးမှရှိတယ်ဟိုလက်ရှိနေတာကစပါတော့ဒီပြည်မြလိုက်မှာအဝေးကွင်းယာနုံပြည့်ကြေးအောင်နေတဲ့အတင်းအဝေးကွင်းယာနုံပြည့်အရန်ကောင်းနေတဲ့အတင်းဒါပေမဲ့ ဟိုလောက်လောက်ငါးငါးကြီးကျွန်တော်အားရစရာနေသားမျိုးမှာတော့စဖောက်ကိုဟိုအားမရဘူးပေါ့ဗျာကျွန်တော်ချယ်ဆီးကိုပိုအားရတယ်ဗျာချယ်ဆီးရဲ့လိတ်အဝေးခွင်းပါဝင်ပေါ့နော်ချယ်ဆီးရဲ့နောက်ဆုံး၃ပွဲဆက်အဝေးခွင်းပြန်ကြည့်မယ်ဆိုရင်လည်း9ပွဲရတာဒီညမှာလိတ်ကနှစ်ပွဲတော့ပါတယ်ဆရာရဲ့ဟိုအထူးသဖြင့်ချယ်ဆီးမှာကျွန်တော်ဟိုအသင်းလိုက်ကစားအားရဆိုရင်တော့ချယ်ဆီးကိုပိုကြိုက်တယ်ဟိုခန်စစ်ပိုင်းရပြန်ကြည့်မယ်ဆိုရင်လည်းနှစ်သင်းစလုံးခန်စစ်ပိုင်းအနေထားမတူဘူးဆိုပေမဲ့ဟို ညံ့နေတာချင်းတူတယ်ဗျာဟိုဒါပေမဲ့ Chelsea ကအဲ့လောက်ကြီးစိုးဝါနေတဲ့အနေအထားမျိုးမှမရှိဘူးလက်ရှိဒဏ်ရာပြဿနာပိုင်းမှာလည်းကြီးကြီးမားမားမရှိဘူး Chelsea အနေဆုံးတည်ရရမယ်ပွဲလို့ပဲကျွန်တော်ထင်တယ်ဟုတ်ကဲ့လန်ဒါဘီပွဲကတော့ဒါတမိုင်းအဆင်လာမှာတော့ဒါလန်ဒန်မြေမှာတော့ဒါ Chelsea ကတော်တော်ဟိုခြေဆွာခဲ့ပြီးတော့အနိုင်ရခဲ့တဲ့အနေအထားမျိုးနောက်ဆုံးဒီလန်ဒန်ဟိုဟာစပါးမြေသွားကစားခဲ့နောက်ဆုံးလိ6ဘုံမှာခြေစီက9ဘွဲလောက် နိုင်ခဲ့တဲ့အခါမှာနောက်ဆုံးနှစ်ပွဲဆက်ဆိုရင်၅ပွဲလောက်နောက်ဆုံးနှစ်ပွဲဆက်ဆိုရင်ဒါတပွဲကို၄ဂိုးနှုံးနဲ့ဒါနှစ်ပွဲကို၈ဂိုး၈ဂိုး၈ဂိုးနှုံးသွင်းပြီးတော့စပောက်ကိုနိုင်ခဲ့တာတွေ့ရတယ်။ဒါ Chelsea တွေကဒါဒီပါဒီပါဘူးတို့ Forest ကိုနိုင်ပြီးတဲ့နောက်မှာဒါခြေစုံကောင်းပုံမှန်ပြန်ရတာ။ဒါဥပါမှာမပါနိုင်တာလေးတစ်ချက်နဲ့အဲ့ဒါမှာ Queen နဲ့ဖန်တီးမှု Queen နဲ့အားဒီမှာဒီကိုရဖို့တဲ့ဖန်တီးမှုပိုင်းကကိုပါမှာမပါတဲ့ဟာမှာနည်းနည်းတော့အားရော်သွားတော့ညာလေ။ဒါပေမဲ့ Chelsea ကသူ့ရဲ့အနိုင်ပုံမှန်တန်ကိုတော့ထိန်းထားနိုင်တယ်။ဆန်ဒါလန်ကိုတော့ဒါနောက်ဆုံးရှုံးခဲ့တာလို့ရှိတယ်။ဆိုတော့ညာလေ Chelsea အနေထားက ပြောရင်စပါးကလေဒါသောမက်ဖရန့်လက်ထက်မှာအိမ်ခွင်းမှာတော့တော်တော်လေးတိတ်တော့အဆင်မပြေဘူးဒါကသောမက်ဖရန့်ကင်တဲ့အိမ်ခွင်းနောက်ဆုံး၄ဘွဲမှာတပွဲပဲနိုင်ထားတဲ့အနေအထားရှိတယ်အဲ့တော့အစင်လာအာသာချက်အရာချဲစီကအာသာနေတယ်လက်တော်တော်ဈေးတန်းအရာချဲစီကလည်းအဝေးဝေးကနေမှပပလေးနဲ့ level 20လောက်ဈေးတန်းပြန်ပုတ်လာတဲ့အခါနေထားပြီးမှတော့အစင်လာအာသာချက်ရဲ့လက်တော်တော်ကစားအားရဲ့အချိန်ဝင် movement time ကပိုကောင်းနေတဲ့ဒါချဲစီကတော့ရွေးချယ်တင်တဲ့အနေအထားတစ်ခုပါအဲ့တော့ကျွန်တော်တို့ဒူရီယာပြမဲ့နေတဲ့ဒါနဲ့ဒါဘီပွဲဖြစ်တဲ့စပါးနဲ့ချဲစီပွဲတင်လို့ကျွန်တော်တို့ချဲစီကို ွေးချယ်ခဲ့ပါတယ်ကျွန်တော်တတိယပြိမှတ်အနေနဲ့တော့ကိုရဲကြီးကျွန်တော်လေကျွန်တော်တော့ဗျာဘုန်တက်ဒီကကိုနည်းနည်းလေးဟိုပါဖြစ်တော်လေးအားဆိုင်တော့ကျွန်တော်တော့ဘုန်တက်ဒီကပွဲရရနေမေ့ရှင်းတဲ့ water premium ပွဲကိုကျွန်တော်ရွေးချယ်ထားတယ်အဲ့မှာမှာ water premium body ကိုကျွန်တော်ရွေးချယ်ပေးခြင်းဟုတ်ဆရာ body ကြေးအားလည်းလက်တော်မှာမြန်မာဈေးနှုန်းရမှာ level 80ရှုံးတော့ water premium ပေါက်ထားတဲ့မှာခြေအောင်နိုင်ကြီးက53လက်မှ300ခိုင်နှုန်းတော့ water premium ဘက်မှာရှိနေတွေ့ရတယ်အဲ့တော့ဒီနှစ်သိန်းကအစင်လာနေတဲ့ဆိုရင်တော့ဒါမိစ္ဆာ water premium နောက်ဆုံး၄ချိန်ဆက်ရှုံးထားပြီးတော့ခြေထဲကျထားခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်လက်ရှိခြေဆုံးပိုင်းမှာလည်းဒါမိစ္ဆာဒီနောက်ဆုံး ပွဲမှာစတုဂတ်ကိုရှုံးတယ်ပိုကယ်ဘလားမှာစတုဂတ်ကိုပဲပြန်တွေ့တော့လေပိုကယ်ဘလားမှာလည်းစတုဂတ်ကိုနှစ်ဘိုးပြန်နေပြန်ပြီးရှုံးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ခန်စစ်ကလည်းဒီအဲ့ဒီ၄ဘွဲမှာကစားခဲ့တဲ့နောက်ဆုံး၄ဘွဲမှာ၁၂ဘူးထိပေးထားတဲ့ခန်စစ်မျိုးမင်းကပိုင်ဆိုင်ထားတဲ့အနေအထားမှာလက်ရှိဝါဒာဘီမှာတော့ဒါဘိုင်ယန်မြူနစ်ကို၄ဘိုးပြန်နေရှုံးခဲ့တယ်အဲ့ရှုံးတဲ့နောက်ပိုင်းမှာဝါဒာဘီခြေစုံကပြန်ပြီးတော့ consistent ပေါ့ပြန်တည်ငြိမ်ပြီးပြန်တက်လာတယ်ပြီးတော့နောက်တစ်ချက်ကဝါဒာဘီမှာတခုကောင်းလာတူးချင်းခြေစုံပိုင်းကောင်းမွန်လာတာလေးကို တွေ့ရတယ်ပြောရရင်တော့ individual scale ပေါ့နော်ကစားသမားတယောက်ချင်းရဲ့ scale တွေကျွမ်းကျင်လာတယ်အချိန်ဆက်ပြီးမိနဲ့ကွင်းလှယ်ပါလေဒါထိုးပေါက်မှုတွေကဒါ blimey ရဲ့အားသာချက်တွေဖြစ်နေအဲ့တော့တစ်ချက်ကအဆုံးသက်ပါတစ်ဖက်ကကြ mix ကကြကျွန်တော် mix ပွဲကြီးအဆုံးသက်ပိုင်းတွေမှာအားနေတာကိုတွေ့ရတယ်ပေါ့နော်ဒီအချက်ကနောက်တစ်ချက်က time time ကစားပြန်မဲ့ကစားအသင်းရဲ့ဒီဒီ aggressive ပေါ့တချိန်တိုးနဲ့ဒီပြန်ပြီးတော့ထိုးပေါက်လာတဲ့ဒီ counter မျိုးကို mix ကထိန်းနေတယ်ကဒါဖတ်လုပ်တဲ့နေရာမှာအရင်အားနေတယ်အဲ့ဒီအားအားနေချက်တွေက လဲဒီအချက်မှာဒီပွဲစဉ်မှာ main strike ကတကယ့်ဟိုပြင်ဆင်နိုင်တော့တမျိုးပြင်ဆင်နိုင်တော့ water bean ကအဝေးဒီ long shot တွေမထင်မဲ့ကန်တဲ့နေရာမှာ water bean ကခြေစွန်းကောင်းတော့ကျွန်တော်တွေ့ရတယ်။အဲ့ရနေမှာပဲ goal တွေသူ water bean goal ရတဲ့အယူတက်တော်တော်များများရခိုင်တော့ကြည့်ရင်အဲ့ဒီ long shot ကနေ goal သွင်းတာတွေကတော်တော်များတယ်။အဲ့တော့အဲ့ဒီအနေအထားကဒီပွဲအဖြစ်တစ်ခုဖြစ်လာနိုင်တယ်။အဲ့တော့အစင်လာမှာလည်းအားတာထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲကို water bean ကို ိသက်တွေအကျိုးပြုမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဝါတာဘီမင်းရွေးချယ်ရတယ်ဟုတ်ဆရာကျွန်တော်လည်းဝါတာဘီမင်းကြိုက်တယ်ဗျာဘာကြောင့်လဲဆိုရင် mate အိတ်ကွင်းလာကစားခဲ့တဲ့နောက်ဆုံး၁၀ချိန်တော့မှာဝါတာဘီမင်းနှစ်ချိန်ပဲရှုံးခဲ့တာဒါဟို2018နဲ့2020နေမှာပေါ့နော်နောက်ဆုံးဒီ2020နောက်ပိုင်းဒီမှာပြန်ကြည့်မယ်ဆိုရင်တော့မှာပဲဝါတာ mate အိတ်ကွင်းမှာဝါတာဘီမင်းလာကစားခဲ့တဲ့၄ချိန်မှာဆို၃ချိန်ဒီရက်လက်ကောင်းခဲ့တယ်လို့ဝါတာဘီမင်းဟို mate အိတ်ကွင်းရောက်တိုင်းပေါ့နော်ဝါတာဘီမင်းအနေနဲ့ ပို့ပြီးတော့ရက်လက်ကောင်းတာတခုပေါ့ပြောမှဆိုရင် mace ကအိမ်ကွင်းလောက်အောင်ကောင်းတယ်ဒါပေမဲ့ဟို mace အိမ်ကွင်းမှာဆိုရင်သူ့နိုင်ဖို့ခက်တဲ့အသင်းမျိုးတွေမှာ water beam ကထိန်ဆုံးနီးပါးထဲမှာဆင်းထဲမှာပါတယ်။ဘာကြောင့်လဲဆိုရင်2004နောက်ပိုင်းနောက်ဆုံး27နှစ်တာကာလတွင်းမှာဆိုရင် mess အိမ်ကွင်းမှာတွားကစားခဲ့တဲ့17ပွဲမှာဆို mess က၄ပွဲပဲနိုင်ခဲ့တာဆရာ၃ဝက်တည်ကြပြီးတော့17ပွဲထိဝါရာဘီမင်းနိုင်ခဲ့တာဒါကတော်တော်လေးကောင်းတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ပြီးတော့ဝါရာဘီမင်းအနေနဲ့ mess အိမ်ကွင်းမှာတွင်းကိုမရခဲ့တဲ့ ဟိုအနေထားမျိုးပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်2014ကတစ်ချိန်ပဲရှိခဲ့တာကျန်တဲ့ခုနှစ်တည်းမှာ twin ကို ပူပင်စရာမလိုအောင်ဖြစ်နေတယ်လက်ရှိ mix ကတော့၄ဘွဲ့စလောက်တိကိုရှုံးရတယ်ကျွန်တော်ရာသီဥစားတစ်ခုမှာပေါ့နော်ဟိုအတင်းတင်းကပြန်လာနုပြန်လာနုနဲ့စောင့်နေရအနေထားမျိုးမှာ liverpool လို့အတင်းမျိုးတော့ပြန်မလာတဲ့အနေထားမျိုးဆိုတော့ကျွန်တော်ဒီဘွဲ့စင်မှာတော့ liverpool နဲ့တော့တိုက်လိုက်တာဟုတ်ဘာကြောင့်လဲဆိုရင်ဗျဟိုအတင်းတင်းကလာနုလာနုနဲ့စောင့်နေတဲ့အနေအစ်စ်မပြေတာဟုတ်တယ်6ဘွဲ့9ဘွဲ့လောက်တိဖြစ်သွားတဲ့အခိုက်အတန့်မျိုးတွေပေါ့နော် လက်ရှိကတော့ကျွန်တော်ကဒီမှာ mix ကနောက်ဆုံး၄ဘွဲ့မှာပြန်ကြည့်မယ်ဆိုရင်တောင်းမုံ2ဂိုးပေးခဲ့ရတယ်တန်တက်ဟန်ဘက်ကို ၄ဂိုးပေးခဲ့ရတယ်။ဟိုအိတ်ကွင်းမှာလီဗာပူးဆင်ကို3-4ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်တယ်။၁၂ဂိုးထီတော့အလုံး၄ပွဲမှာစုကောက်လဲကျွန်တော်ဒီ2-1နဲ့ရှုံးသွားရဲဆိုတော့တိတ်ပြီးတော့အားရတဲ့အရာမရှိဘူး။ဒီရာဒီသူ့အနေနဲ့ခန်းစစ်ကဂိုးမပေးခဲ့တဲ့ပွဲစဉ်ဆိုတာက မရှိတလောက်ပဲဟိုပြီးတော့အိမ်ကွင်းဝေးကွင်းမှာလည်းပြန်ကြည့်မယ်ဆိုရင် main ကိုလိုက်ဖမ်းရတာတော်တော်လေးခက်ခဲနေတာတွေ့တွေ့ရတယ်ဝါရာဘီမြားတော့နောက်ဆုံးသုံးဘက်ဆက်ရက်လက်ပြန်ကောင်းလာတယ်ဒီနေရာမှာစိန့်ပေါ်လီနဲ့ပွဲတင်မှာနိုင်တဲ့နိုင်ထားတဲ့ပွဲတင်မှာနိုင်ရွားတယ်ဟီတိုင်းကိုတူတူကစားရွားတယ်ကျွန်တော်အိမ်ကွင်းမှာပဲယူနီယံဘိုင်လင်ကိုပြန်နိုင်ရွားတယ်သူကဘိုင်ယန်မြူနစ်ကို4-3နဲ့ရှုံးတယ်ဖရန့်ဘက်ကို0-0-3နဲ့အိမ်ကွင်းမှာရှုံးရွားတယ်ပွဲတင်ကလွှဲရင် ဟိုကျွန်တော်မျှော်မှန်းလို့ရတဲ့အသင်းမျိုးထဲမှာပါတယ်ယာတီဆားကနေပြီးတော့ပြန်ကြည့်မယ်ဆိုရင်ပေါ့နော်ဘာလို့ဆိုတော့ဟို front back တို့ five back တို့ Bayern Munich တို့ရောရှုံပြီးတာမန်အသင်းတွေနဲ့ထိတဲ့တွေ့ဆုံတဲ့ပွဲတွေမှာအ ਨੇ ဆုံးတည်ရခံကစားနိုင်တယ်ကျွန်တော်ခုနပြောသလို Max A win ရောက်တိုင်းမှာလဲ Warabi များရက်လက်ကောင်းနေတဲ့အနေအထားမျိုးဟိုအစင်နာပိုင်းပဲကြည့်ကြည့်ဘယ်ဘက်ကပဲကြည့်ကြည့်လက်ရှိခြေသွင်းရပဲကြည့်ကြည့် Warabi များရွေးဖို့ထိုက်တန်တယ်ထိုက်တန်တယ်ဗျာ level 80ကို Max ကပေးထားတဲ့အနေအထားမှာ Warabi မရှုံတည်ကစားနိုင်အောင်တော့80တော့ဗျာ Warabi များစားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တတိယပြိုင်မှတ်အနေနဲ့တော့ ကျွန်တော်ဝါဟိုဝါလာပြီးမြင်ဟိုရွေးချယ်လိုက်ပါတယ်စောက်တာပြင်မှန်းနေနဲ့ဆရာကျွန်တော်ထပ်ပြီးရွေးချယ်လိုက်ဦးမယ်ဒီနေ့တော့เนาะဆရာရဲ့နှစ်ပွဲရွေးတော့ကျွန်တော်လည်းနှစ်ပွဲဒီလိုက်ပြီးရွေးချယ်လိုက်အောင်အဲ့တော့ကျွန်တော်ကတော့ PSG နဲ့ night အတင်းနည်းနည်းတော့စုံစားရတော့တော့ကြာတယ်လို့ပြောချင်တဲ့သဘောတင်က PSG က Champion League ဘိုင်ယန်နဲ့ကစားဖို့တော့ရှိတယ်ဒါပဲလက်တလုံးပါလေ PSG ကတော့ဒါလီဂူးလောက်နောက်ဆုံးလေးပွဲမှာတပွဲပဲနိုင်ထားတဲ့အနေထားတော့ရှိနေတယ်စူတော်ညာလေလက်ရှိမှာ ဟိုလီဂူတော့ထိတ်ဆုံးမှာဥဆောင်ဒါပေမဲ့သူဥဆောင်နေနိုင်တယ်ဆိုတာဒုတိယနဲ့တတိယအသင်းတွေအကုန်လုံးနေတာမတိမ်မငြိမ့်တဖက်မှာဒီမာဆေးကခြေစွန်းနည်းနည်းကျပြီးတော့အမှတ်တွေကျနေလို့ဟိုဒါအဲ့လားဟိုဟာဟိုဟာ PSG တွေနည်းနည်းကန်ကောင်းတဲ့အချက်ဖြစ်နေတာမာဆေးကတဖက်ကအမှတ်တင်နေကျနေတဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်မူနာကောကတော့ဒါ PSG နောက်ကိုချင်းချောက်နေတာလို့မူနာမူနာကိုတင်းတော့ရှိတယ်အဲ့တော့ဒီ PSG အတွက်ကဒီပွဲကကျွန်တော်အနေနဲ့အမှတ်ရော့ခံလို့မဖြစ်တဲ့အနေအထားလို့ကျွန်တော်ကတော့ ယူဆတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကလီဘူးကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်35ပွဲ38ပွဲလောက်မှာ35ပွဲကို PSG ကရှုံးမဲမရှိကားတဲ့စံချိန်ကိုတော့သူတင်ထားတာဆိုတော့ကျွန်တော်တော့တွေ့ရတယ်အဲ့တော့တစ်ဖက်က nice ကိုပြန်ကြည့်မယ်အာ nice ကလည်းကောင်းလိုက်တာဗျာသူ့အပေါ်က line line လို့ပိုတော့အပါဝင်နိုင်ထားပြီးတော့နောက်ဆုံး3ပွဲစံနိုင်ထားတဲ့အတင်အဲ့လိုအတင်မျိုးမှာမှာခေါ်ပုံခေါ်လီးရတယ်အရန်ဒီတော်တော်လေးတော့ပြင်းရှာတာနှလုံး30လောက်ဆိုပြီး PSG ရဲ့အနေထားကတော့ကျွန်တော်အနေနဲ့တော့ ဟို PSG ကိုရွေးချယ်တင်တယ်လို့လည်းအဲ့မှာခုနဆဆချင်းမှပြောတယ်စွန်စားမှုကတော့ကြာတယ်ဘာကြောင့်လဲ nice ကလည်းကောင်းနေတယ်ဆိုတော့နောက်တစ်ချက်ကအစင်လာမှလည်း nice က PSG ကိုဒုက္ခပေးဒုက္ခပေးဆုံးတယ်အင်းထဲမှာပါနေတယ်အဲ့လိုပါနေတဲ့အတင်းထဲမှာတော့ PSG ကနှလုံးသုံးဆယ်နဲ့ကြီးနေဆိုတော့ဟိုကျွန်တော်ကတော့ပြား30လောက်တော့ PSG ပြည့်တော်ကျွန်တော်မပြောချင်ဘူးနောက်တော့တား30လောက်တော့ကျွန်တော်ဟိုစားရမယ်လို့ထင်တယ်နောက်တစ်ချက် PSG ရဲ့အားသာချက်လေးကိုကြည့်ခဲ့တဲ့ပွဲလေးမှာတွေ့ရတယ်သူက PSG ရဲ့အမြင်ဘောတွေအားဒီမှာဒီဂိုးဖန်တီးမှုတွေမှာတိကျတာတွေကိုကျွန်တော်တွေ့ရတယ်ပြီးတော့ set piece ပေါ့နော်ဒီဒီကန်ဘောတွေအားဒီမှာ ကိုတွေ့နိုင်စွမ်းရှိတဲ့နေရာမှာ PSG ရဲ့အားသာချက်တွေကိုကျွန်တော်တွေ့ရတယ်။အဲ့တော့တစ်ဖက်မှာဒီ night set အားနဲ့ချက်ကိုဒီလိုအဲ့ set piece တွေကိုဒီ concept ဘိုင်းကကစားတဲ့ default ဟို2 4 3 2 1နဲ့ပြီးမှာအဲ့ concept ဘိုင်း၄ယောက်ကဒီအဲ့ set piece တွေကိုကောက်ဝဲနေနေရာမှာ night ကအားနေအဲ့တော့မပေးသင့်တဲ့ဂိုးတွေကိုသူ့အတွက်နေကြအတင်းနေတွေ့ရခါမှာပေးရတဲ့ဟာတွေကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီလိုမျိုးထိပ်ပြီးအတင်းတင်းနဲ့တွေ့တဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့တော့ PSG ရဲ့ခြေပြင်းရှာမှုက Champion League ပွဲကြီးရရှိနေတဲ့ကြားတွေကနောက်ဆုံး၄ပွဲမှာတပွဲပဲနိုင်ထားတဲ့ PSG ဆက်အနေထားမှာနှလုံး30နဲ့ nice ကလည်းခြေစွမ်းကောင်းနေတာသုံးဘက်ဆက်လောက်နိုင်လာတဲ့အသင်းဆိုတဲ့အနေထားမှာတော့ခုနကစောစောကကျွန်တော်တို့စွန်စားရကြမယ်လို့ဆိုတဲ့စကားတစ်ခုတော့ကျွန်တော်ခံထားရတယ်။အဲ့တော့ကျွန်တော်ပြား30လောက်တော့စားရမယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ကျွန်တော် PSG ကိုကျွန်တော်စွန်စားပြီးရွေးချယ်တယ်။ဟုတ်ဆက်ကျွန်တော်လည်း PSG ပဲရွေးချယ်ခြင်းနဲ့ပေါ့နော်။ဘာကြောင့်လဲဆိုရင်လက်ရှိ nice ကိုလက်ခံကစားတာ နဘေးဘက်ထားပြီးတော့ PSG နဲ့ Nice နဲ့ထိုက်တဲ့တွေ့ဆုံမှုနောက်ဆုံး၅ဘက်စလုံးကအဝေးကွင်းသေးနေရပြီရက်လက်ကောင်းခဲ့တယ်ဒီမှာ PSG က၃ဘက်အဝေးကွင်းကစားရတယ် Nice ကအဝေးကွင်း၂ဘက်ကစားရတယ်အဲ့ဒီ၅ဘက်စလုံးပြန်ကြည့်မယ်ဆိုရင် Asian သင်းကတပွဲပဲတည်ကြခဲ့ပြီးတော့ဟိုအဝေးကွင်းသင်းတွေက၄ဘက်ပေါ့နော်ဘယ်သူပဲလက်ခံကစားကစားဒီနေ့မှာ PSG အိမ်ကွင်းမှာ Nice နောက်ဆုံး၂ဘက်ဆက်နိုင်ခဲ့တယ်ဒါကအစင်လာပိုင်းရဆိုရင်ဗျာကျွန်တော်ပထမဦးဆုံးချိန်လို့ပြောလို့ရတယ်နောက်ဆုံး23နှစ်တာကာလာတွေမှာ PSG အိမ်ဝင်းမှာပေါ့ PSG က9ကိုလက်ခံကစားခဲ့တဲ့နောက်ဆုံး6ဘောဆက်က ကြီးမောင်ခဲ့ဆိုတော့ PSG ဒီညမှာပြန်လာမလားပေါ့နော်နောက်ဆုံး၅ဘွဲ့6ဘွဲ့ဆက်လောက်ထိကိုကြေကြထားတဲ့အနေအထားမျိုးလက်ရှိပေးထားတဲ့ 2+ ဆိုတဲ့အနေအထားကလည်းပြီးခဲ့တဲ့နောက်ဆုံး2ရာသီနဲ့ရှင်မယ်ဆိုအမြင့်ဆုံးဈေးကြမ်းလို့ပြောလို့ ဘာလို့ဆိုတော့ PSG အနေနဲ့ဒါအမြင့်ဆုံးဈေးတန်းနှီးပါကိုဖွင့်ခဲ့တယ်လို့ပြောမယ်နောက်ဆုံး6ဝက်ဆက်မှာဆိုရင်သူအမြင့်ဆုံးဈေးတန်းဖြစ်ခဲ့တာကတူးဝင်ယူပဲရှိခဲ့တာဆိုတော့ကြံတဲ့ပွဲစဉ်တွေမှာသူအနေနဲ့1.5တော့1.25လောက်အဲဒီ2.5လောက်ပဲပေးခဲ့တာပေါ့နော်လက်ရှိအိမ်ကွင်းပွဲစဉ်တွေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်း PSG အိမ်ကွင်းမှာနောက်ဆုံးရှုံးခဲ့တဲ့အသင်းကလည်း Nice ကိုပဲဒါ anyway အနေနဲ့ပြန်ပြန်ပြီးတော့လက်စားကြည့်ရမယ့်အနေဒါလက်ရှိကတော့ Nice ကတော့ဒီအဘိဓုတွေအတွက်တကယ်ပျော်စရာကြီးလို့ပြောလို့ရတဲ့လေးဝက်ဆက်လိုက်တော့ အောင်နာတယ်ဟိုမိုနာကိုနဲ့လည်းတူတူဆိုတဲ့ရက်လက်မျိုးနဲ့အောင်တယ်ကျွန်တော် lion 3 2ပြီးရောရင် win နဲ့1 2ပြီးရနောက်ဆုံး lion တကယ်တကယ်ပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာ သူတကယ်လီဂူးမှာတကယ်အကောင်းဆုံးဆိုတဲ့အသင်းလေးပဲနော်မိုနာကိုလိုင်ယွန်ဝင်းနက်စ်လိုင်းလီဒီလိုအသင်းမျိုးတွေမှာရက်လက်ကောင်းခဲ့တာဆိုတော့ PSG လည်းကောင်းကောင်းဒီဒုက္ခပေးလာအောင်ဒါပေမဲ့လက်ရှိပေးထားတဲ့ဈေးတန်းနဲ့ PSG အိတ်ခွေးခြေပြန့်အောင်အောင်မဲ့အခြေအနေနဲ့ Knights ကိုနောက်ဆုံးရှုံးခဲ့တဲ့အနေအထားနဲ့ဆိုရင်ဒီပွဲစဉ်မှာ PSG ပြန်လာမယ်လို့ထင်တယ်ဗျဒါဆိုရင်တော့ကျွန်တော်စနေညအတွက်ပြည့်ပြည့်စုံသွားပြီလို့ပြောလို့ရမယ်ကျွန်တော်ဒါဘီနှစ်ပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကိုရွေးခဲ့တယ်ပြီးသွားလို့ရှိရင်ဟိုဘီဘောင်မှာဘီဘောင်ကိုရွေးခဲ့တယ်ကျွန်တော်တို့ဟိုဘာမှာ လီကွာဝါတာဘီမှာကျတော့ကျွန်တော်ဟိုဘုန်းနေလီကမှာဘုန်းနေလီကမှာကျတော့ကျွန်တော်တို့ main နဲ့ဝါတာဘီမှာဝါတာဘီကိုရွေးချယ်ပြီးတော့လီကူးဘဲမှာတော့ကျွန်တော် PSG နဲ့ Nice မှာ PSG ကိုရွေးချယ်လိုက်ပါတယ်အားလုံးပဲအကျိုးမြတ်ရပါတယ်